ချမ်းမြောက်သာစီမြို့နယ်မှာအသက်84နှစ်အရွယ်အဖွားဦးနဲ့၎င်းရဲ့မြင်းဖြစ်သူတို့ကိုတန်ရိုက်တူနဲ့ရိုက်နှက်ပြီးရွှေတုံးနဲ့ငွေတွေယူဆောင်ခဲ့တဲ့အဖွားဦးရဲ့ဒူမဖြစ်သူကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အော်တိုဘာ26ရက်မနက်9:00နာရီမှာမန္တလေးတိုင်းဒေသကြီးချမ်းမြောက်သာစီမြို့နယ်မြို့သစ်နှစ်ရပ်ကွက်လမ်း 80A တရား9လမ်းနဲ့တရား10လမ်းကြားမှာရှိတဲ့အိမ်မက်182နေအိမ်မှာအမျိုးသမီးတို့အသက်ခံရကြောင်းတရင်အရာချမ်းမြသာစီမြို့နယ်အမှတ်၁၁နေမြေရဲစခန်းကတပ်ဖွဲ့ဝင်တွေပါတဲ့ပိုးပေါင်းအဖွဲ့ကတွားရောက်စစ်ဆေးခဲ့ရာ အစဝါနေအိမ်ပိုင်ရှင်အငိမ့်စားစာကြည့်တိုင်းမအသက်84နှစ်အရွယ်ဒေါခင်စိုးမြင့်ကိုနေအိမ်မြင်ကြီးတက်ဧကန်အတွင်းမှာရှိတဲ့ထိုင်ခုံပေါ်မှာဦးကောင်းပေါပြဲတရားတစ်ချက်နဲ့သိမ်းဆုံးနေပြီးအတူနေ၎င်းရဲ့မြင်းဖြစ်သူအသက်36နှစ်အရွယ်ဒေါအေးအေးခိုင်ကိုမြင်းကြီးတက်ဧကန်ကရင်ပေါ်မှာဦးကောင်းဝင်းနှစ်ထင်တွေမှာပေါပြဲတရားနှစ်ချက်ရရှိထားတာကိုစစ်ဆေးတွေ့ရှိရတဲ့အတွက် ချမ်းမြောက်တာစီမြို့နယ်အမှတ်၁၁နယ်မြေရဲစခန်းမှာပ189မြင်းဆောင်2025ရာဇသက်ကြီးပုံမှ302မြင်းဆောင်326နဲ့အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ပြည်မှုကျွလွန်သူဟာသေဆုံးသူရဲ့ဒုမတော်ဆက်သူပြည်ဦးလွင်မြို့နယ်ရက်ကွက်ကြီး၃အမှတ်၄အခြေခံပညာအလဲရန်ကျောင်းမှာတွဲဖက်တောင်းဝင်ထမ်းဆောင်နေတဲ့အလဲရန်ပြဆရာမဒေါ်စိုးစိုးထွန်းဖြစ်ကြောင်းသိရတဲ့အတွက်ဖမ်းဆီးရမိနိုင်ရင်ဆောင်ရွက်ခဲ့ရ၎င်းကို အော်တိုဝါ26ရက်ညနေ9နာရီကျော်မှာအခင်းဖြစ်နေရင်ကိုပြန်လည်ရောက်ရှိလာစဉ်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရမိထားတဲ့ဒေါ်ဆူဆူထွန်းဟာ2023ခုနှစ်ဇွန်လလခန့်ကစပြီးနှထိုးကြီးမြို့နယ်ကနေယာယီနေရက်ဆွန့်ခွာပြီးပြည်ဦးလင်မြို့မှာအင်၅ရက်နေထိုင်ခဲ့ရတဲ့အတွက်ငွေကြေးအခက်အခဲများစွာရှိခဲ့ကြောင်း2025ဇွန်လလမှာ၎င်းရဲ့အတော်တော်ဆက်ပြီးမိသားစုလိုရင်းနှီးလို့ဝင်ထွက်သွားလာနေတဲ့ဒေါခင်စိုးမြင့်ကနေမန္တလေးမြို့မြို့တင်ကရက်ွက်မှာရှိတဲ့နေအိမ်ကိုရောင်းချတာကိုသိရတဲ့အတွက်ငွေချေးယူခဲ့ရာ ဒေါခင်စိုးမြင့်ကအိမ်ရောင်းရငွေအကြေးလဲရရှိပါကစီစဉ်ပေးမယ်လို့ပြောကြားခဲ့ပြီးငွေအကြေးလဲရရှိပြီးအခင်းဖြစ်ပွားခဲ့တဲ့နေရင်ကိုပြန်လည်ဝယ်ယူပြောင်းရွှေ့နေထိုင်ခဲ့ပေမဲ့၎င်းရဲ့အခက်အခဲကိုဆောင်ရွက်ပေးမှုမရှိကြောင်းထွက်ဆိုထားပါတယ်။အော်တိုဝါ24ရက်မှာဒေါခင်စိုးမြင့်က၎င်းကိုဖုန်းဆက်ခေါ်ပြီးအခင်းဖြစ်နေရင်ကိုထပ်မံရောက်ရှိနေထိုင်ခဲ့ပြီးအော်တိုဝါ25ရက်မနက်ပိုင်းမှာဒေါခင်စိုးမြင့် တူမတော်ဆက်သူမတ်အေးခိုင်တို့နဲ့အတူဈေးဝယ်ထွက်ပြီးတဲ့နောက်မနက်7:00နာရီခန့်မှာနေအင်ကိုပြန်လည်ရောက်ရှိခဲ့ကြောင်းနေ့လယ်စာစားပြီးချိန်မှာမတ်အေးခိုင်ဟာမြင်းကြီးတဲ့အေကန်အတွင်းမှာရှိတဲ့ခင်းပေါ်အိပ်ပျော်နေစဉ်နေအိမ်ဝင်ပေါက်အနေတက်သားတက်တာအတွင်းကတန်ရိုက်တူကိုယူဆောင်ပြီးမတ်အေးခိုင်ကိုသုံးချက်ခန့်ထုရိုက်ပြီးထိုင်ကုန်ပေါ်ထိုင်နေတဲ့ဒေါခင်စိုးမြင့်ရဲ့ဦးကောင်းငယ်တဲ့ကိုတစ်ချက်ထုရိုက်ခဲ့တယ်လို့ဖန်ဆီးရမိထားတဲ့ဒေါ်ဆူဆူထွန်းကထွက်ဆိုထားတယ်လို့သိရပါဗျ။အဲ့နောက် ဒေါခင်စုံးမြင့်အိမ်ခန့်အတွင်းမှာရှိတဲ့တန်တစ်တာကိုတူနဲ့ရိုက်ဖြတ်ပြီးတစ်တာအတွင်းတင်းစီထားတဲ့အောက်သမားရီတစိပ်ပါရွှေတစက်ကျက်သားရုံတတုံအိယာပေါ်မှာရှိတဲ့ငွေကျပ်သိန်းတရာတို့ကိုယူဆောင်ပြီးပြည်ဦးလင်မျိုးကိုပြန်လာခဲ့ကြအောင်အော်တိုဝါ26ရက်မှာဒေါခင်စုံးမြင့်နေကယူဆောင်လာတဲ့ရွှေရုံးကိုရောင်းချပြီး၎င်းချင်းငှားထားတဲ့ငွေကြေးတွေကိုပြန်လည်ပေးဆက်သုံးဆွဲခဲ့ကြောင်းသိရပါတယ်ဒီလိုငွေကြေးအခက်အခဲကြောင့် အတော်ဖြစ်သူနဲ့ဒူမဖြစ်သူတို့ကိုတန်ရိုက်တူနဲ့ထူရိုက်ခဲ့တဲ့ဒေါ်စုစုထုံကိုဥရိနဲ့အညီထိရောက်စွာအေးအေးယူနိုင်ရင်းနဲ့တင်းစီဖို့ကြံတဲ့တသက်တေကံပစ္စည်းတွေပြန်လည်တင်းစီရရှိနိုင်ရင်ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျာ။